တနာစရာလူနာငယ်ဘာတွေဖြစ်ခဲ့လဲဆိုတာတော့အထင်အကုန်မဲ့ခြားခြားလည်နေတဲ့လောကကြီးပဲသိပါလိမ့်မယ်အော်တနာစရာလူနာငယ်ဘယ်ဥယျံတော်မှလက်မခံတဲ့ဘန်းတော်ထိုးဆက်များစွာရဲ့တောင်းကော ။တရင်စိုးတွေကြံနေသေးတဲ့ရွှေဆုပ်ပြက်ကလေး။ထိတ်လန့်ကသမ ्या ။ဒံယာရီနဲ့တတ်တဲ့ထူပြသူလည်းဖြစ်ရဲ့။ဖရဲသခင်တွေထက်သူ့လူတွေကိုကြက်ကြက်တည်ထားဖို့အမှားပါခဲ့သူလည်းဖြစ်ရဲ့။အိုးတနာဆရာလူနာငယ်။သူ့အသားအရောင်ကိုလေကမ်းမိုးအခန်းဆွေခြင်းလို့ခေါ်တယ်။ ရှိမျောကင်းကို꿰ထားတဲ့တစ်ချောက်ပင်လို့လဲတချို့ဆိုကြတယ်မင်းဆွတ်ထားတဲ့စုတ်တံအောက်ကအချိန်ခံမရွေးလှုံ့နှိုးနိုင်တဲ့တန်တရားလို့လဲပြောတာရှိပါတယ်ပြရင်တကယ်ရတခုပြုတ်ထွက်နေတဲ့အိမ်လို့အကောင်းတိုင်းကျန်နေသေးတဲ့နေလုံးတစ်ပတ်အဲ့ဒီမှာဝမ်မောဟာမကူတော့ဘူး သူ့တချင်းတန်တွေသူ့ထံပြန်လာဖို့လိပ်ပြတစ်မျိုးစာနှစ်မျိုးစာမှာကချနေပြီသူ့တချင်းမှာတောင်ရေကံဘေးကတာယိုလန်လီပါချင်ပါနေမယ်ခီတော့သူ့နွားလေးတွေအကြောင်းသူ့စိတ်မကြီးတားပေါက်တော့မယ်အကြောင်းပေါ်တော့ရက်တွေမှာမိနေတဲ့နဲ့กินရတဲ့ရိုးရာမှုတွေအကြောင်း ချက်စရာလူနာငယ်တော်လို့အဲ့ဒီလိုများဘယ်သူမှပန်းတစီမပုတ်ခဲ့ကြဘူးမြက်တောင်ကုန်းလေးပေါ်မှာအိမ်မုံလေးပါတဲ့ပုစကလေးတစောင်းတော့ပုတ်ပြီးမဲ့သူမရှိခဲ့ရှာဘူးအိုးတနာစရာလူနာငယ်သူလေ့ကျင့်ကစာအုပ်လေးကတူနိုင်မဲ့အထစ်ကြံမှုရဲ့အကြောင်းကို ခွန့်ဆိုတယ်။တောက်ကြနေရစီမှာမရွာပြစ်ခဲ့တဲ့မိုးတိမ်ပါလို့အထက်ထက်တွက်ချန်နေတယ်။အချိန်ကမဟုတ်ပျို့စင်းဆူညံသွားသောကြီးကံများလူတယောက်ဟာနာကြည့်လို့ဒါမှမဟုတ်ခွန့်လွတ်လို့ပြုံးချန်တိုင်းပြုံးနိုင်ခွင့်ရောရှိလို့လား။တကယ်ပဲ နောက်ဆုံးအချိန်မှာကျုံးသွားတယ်တဲ့ဒီလိုကြောက်စရာကောင်းတာမျိုးအနိုင်နဲ့ပိုင်းတာမျိုးမလုပ်ခဲ့တင်ဘူးမဟုတ်လားတနာစရာလူနိုင်ငံတန်တင်